ုနှစ်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဓာသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဓာသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ အိုအိမ်အဆောင်ဦးနေရာတိုင်းငင်းတွေပြုပြင်ပြင်ဆင်ရတတ်တယ်အလုပ်ထဲမှာလည်းစိတ်ရှုပ်ဆရာဆင်းရဲဆရာများနဲ့ကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့တည်ထားနော်လက်တစ်ဖက်မှာအနာတရရတတ်တယ်ဖျားပုံတော်ရဟနာပုံတော်တွေအိမ်ကိုကြွလာရင်၄ဆ6ဆုံးဒီတို့နော်ဒီ80ရာခိုင်နှုန်းဒီဘောက်ကိရှိတယ်အခြေအမှလည်းအယူအဆတွေဒီနေ့အတွက် ွဲလွဲနေတဲ့တင်ကံကောင်းတဲ့ရောင်မှာအစိမ်းအောင်နဲ့အပြာရောင်ဖြစ်ပြီးတော့အချိရရအနေနဲ့မိမိအိမ်ရှိဖျားမှာတတိ60ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခုနှစ်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထားသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာအဖက်ဖက်ကနေပြီးတော့ကံအခွင့်အလန်းတွေဒီနေ့မှာအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့သတိထားနော်အာယုံကြောနဲ့ပတ်သက်ပြီးမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအနေမှာလည်းជីနူးချမ်းမြေ့စရာများနဲ့ ုံတရားတက်ပြီးတော့အိမ်တော်ရေးမှာတော့ဒီနေ့မှာ အစင်မပြေမှုတွေညနေတက်တယ်။ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်။ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၈ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာကောင်းခြင်းပေါင်းကလူပေးရမှာဖြစ်ပါရဲ့ရှင်။ ခဏရဲ့ဂါသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကကတ္တဆင်အောင်လွှဲမှာပါစေ။2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့အင်္ဂါသားသမီးများတို့ တနေ့တာဟော့စတန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှစိတ်ချမ်းသာစရာတွေ၊အောင်မြင်မှုတွေ၊ချီးနူးဝမ်းမြောက်စရာများနဲ့ကြုံတွေ့ရမယ့်နေ့မျိုးဖြစ်ပါတယ်။ အဖက်ဖက်ကနေပြီးတော့အချင်းကြီးကောင်းနေပြလာတတ်တယ်။ဘာပဲလုပ်လို့ရရဲသာလှုပ်ဆောင်မှာအရှင်ပြေအောင်မြင်မယ်နော်။ကံအခွင့်အလန်းတွေလည်းဒီနေ့မှအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့မျက်စိနာတဲ့မျက်စိအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချင်းရေးမှာလည်းကြားလေသွေးလိုဝေနေရတတ်တယ်။အချိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့အကြောင်းမှာ အဖြူရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအိမ်ရှိဖျားမှာတီးဆုံကဲကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသာသမီမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကို ဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှင့်မပါစေ2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့ ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာဝန္ဒစရာတွေ အောင်မြင်မှုတွေဇက်တိုက်ဆိုသလိုမျိုးကြုံရတတ်တဲ့ရွှေယရနာအလကုံအလပြင်ဆိုင်နဲ့ပတ်သက်တဲ့အမှုပညာနဲ့ပတ်သက်သက်ဆိုင်တဲ့လုပ်ငန်းများလည်းဒီနေ့မှာအထူးအောင်မြင်မယ်အရှင်ပြင်မယ်နော်ကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ ကိုဖြစ်ပြီးတော့ဂျိုးပြီးတဲ့ရောင်မှာဘဝရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရှရိယာအနေနဲ့မိမိအိမ်ရှိဖျားမှာစီမီငါးတိုင်းကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့ကျသာပရိသသမီးများအတွက်ဒီနေ့တာဟောစရံဖြစ်ပါတယ်ကျသာပရိသသမီးများအတွက်ဒီနေ့မှာအနောက်အရှက်ပြိုင်ဆိုင်များနဲ့ဂျုံတရားတက်တဲ့စကားအခြေအတင်အငင်းကုန်နေလေပဆူရတက်တဲ့အလုပ်ထဲမှာလည်း မိမိနဲ့အယူအဆတွေကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်နေတတ်တယ်။ကျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းခိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိန်ရေးမှာလည်းဝေးလေခေါင်းလေဖြစ်နေပြီးတော့အိမ်ောင်ရေးမှာတော့အားရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့သုံးနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရင်းရင်းအရာမဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဖျားမှာဖျဲသည်သုံးစိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့တောက်ကြသားသမီးများအတွက်ဒီနေ့တာဟော့စတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာ အလုတ်မှာစနစ်ဆရာတွေစိတ်ရှုပ်ဆရာများနဲ့ကြုံတွေ့ရမယ့်နေမျိုးဖြစ်ပါတယ်။ငွေရေးချီးနဲ့ပတ်သက်ပြီးတော့နေရာတငင်းများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာစိတ်ရှိတိခဏာကပို့ပြီးတော့အဆင်ပြေတယ်နော်။မြေကိစ္စအမွေကိစ္စဖုံးအတဲဒီဖနက်လျက်စနက်ပတ်သက်တဲ့ကိစ္စရက်တွေမှာလည်းဒီနေ့မှာအဆင်ပြေအောင်မြင်မယ်နော်။အချီးရေးမှလည်းအတင်းအမြင်လွဲစရာများနဲ့ဒီနေ့မှကြုံပြရတဲ့ ျမရဲ့အနေနဲ့တတိထားနော်စီပူလောင်နာမီပူလောင်နာ အပူလောင်နာ မျိုးတွေဖြစ်တဲ့တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအိမ်ရှိဖျားမှာအုံးယိုငါးခုကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနီယသားမိမေရှင်များအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ရှင်အောင်လွှမ်းပါစေ2025ခုနှစ်နဝင်ဘာလ26ရက်နေ့ စနေသားသမီးများအတွက်ဒီနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုံးမှာနမီကုံတဲ့နေ့ချော်ချတတ်တယ်အလုံးနဲ့ပသက်ပြီးသွားရင်ကံအခွင့်လန်းနေ့ အဖက်ဖက်ကနေပြီးကောင်းနေတဲ့တဲစီးပွားရေးလူမှုရေးကိစ္စအားလုံးလည်းဒီနေ့မှအဆင်ပြေအောင်မြင်မယ်နော်ကျမ်းမာရေးအနေနဲ့ကိုယ်လည်းရရန်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲ့ချစ်သူစီကနေပြီးတော့တရင်ကောင်းကြရတဲ့တဲ့အကျိုးပေးတဲ့ကနန်းကငားနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာဘဝရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရရိယာအနေနဲ့မိမိအင်ရှိဖျားမှာမွေးငားကက်လူပေးရမှာဖြစ်ပါတယ်ရှင်